မင်္ဂလာပါကျွန်တော်တို့ဒီ Omara router ပေါ့နော် ER7212 PC initial setup ပေါ့ဟိုဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပြီးမှာဖြစ်ပါတယ်ပြီးတော့ပထမဆုံးတော့ Omara ကျွန်တော်တို့ app ထဲကို login ဝင်ထားရမှာပေါ့နော်တကယ်လို့ Omara account မဖွင့်ရသေးဘူးဆိုလို့ရှိရင်ဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ Android ဖြစ်ဖြစ် iOS ဖြစ်ဖြစ်ဒီ Omara app ကို download ဆွဲပြီးတော့မှ login ဝင်လိုက်ပေါ့ ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာအပေါင်းလေးနှဲ့ရမှာပေါ့နော်အပေါင်းနှဲ့ပြီးသွားပြီဆိုလို့ရှိရင်သူကရွေးစရာနှစ်ခုရှိတယ်ဘိုမာရာအစံရှိတယ်ဘိုမာရာ on premise controller ရယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကလက်ရှိသုံးပါက7212 PC ပေါ့ဆိုတော့ on premise controller အမျိုးအစားကိုသုံးပါပေါ့နော်အဲ့တော့ on premise ကိုရွေးလိုက်မယ်ရွေးပြီးသွားရင်ကျွန်တော် confirm နှဲ့လိုက်မယ်နေပြီးွားရင်အဲသူကစိတ်နှဝက်ထဲမှာရှိနေရဆိုလို့ရှိရင်လာပေါ်တယ်ပေါ့နော်လက်ရှိကကျွန်တော်က ER7212 PC နဲ့စိတ်နက်ဝက်တွေမှာရှိနေတာပေါ့နော်အကယ်၍စိတ်နက်ဝက်တွေမှာမဟုတ်ဘူးကျွန်တော်တို့ကအမ်မိုဘိုင်းဒေတာကိုသုံးပြီးတော့မှအက်မယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီနေရာမှာ other select option ကိုကြွေးရမှာပေါ့နော်တကယ်လို့စိတ်နက်ဝက်တွေမှာရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာတစ်ခါတည်း controller လာပေါ်တဲ့အတွက်ကြောင့်မလို့အဲ့ controller ကိုရွေးပြီးတော့မှကျွန်တော်တို့အသွားရုံပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ mobile network သုံးပြီးတော့မှ ဟိုဒီ set လုပ်ပြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ mobile network ဖွင့်ထားမယ်ဖွင့်ပြီးတော့ရင် other set option နဲ့လိုက်မယ်အော်ဒီအဆင့်လေးပဲကွဲသွားတာပေါ့နော်ခုနကဟိုစိန်တော့အထဲမှာရှိနေရဆိုလို့ရှိရင် device ကို click နှိပ်လိုက်တာနဲ့ဒါ set လုပ်လို့ရပြီပေါ့ဒီမှာကတော့သူက device ရဲ့ IP address ကိုထည့်မှာလား device ရဲ့ key ကိုထည့်မှာလားပေါ့နော်ကျွန်တော်တို့စိန်နှိပ်မဟုတ်တဲ့အတွက်ကြောင့်မလို့ device ရဲ့ IP address ကိုလွှဲလို့မရအောင်ဆိုတော့ add ပိုင်း device key ဆိုတဲ့နေရာကိုနှိပ်လိုက်ပါเนาะအဲ့တော့ key ကတော့ကျွန်တော်တို့အဲဒီ ear 7212 pc ရဲ့အောက်မှာပေါ့နော်သူ့ရဲ့အောက်မှာ sticker လေးပါတယ်အဲ့ sticker မှာသူ့ရဲ့ device key လေးရှိတယ်ပေါ့နော်ဒီပုံနေအတိုင်းပေါ့အဲ့ device key လေးကိုတွေ့လိုက်မယ်အဲ့ device key မှာကျွန်တော်တို့ကဒီထဲမှာထည့်ပေးရမှာပေါ့နော်ဆိုတော့ device key အတွက်ကကျွန်တော်တို့က under manually ပေါ့နော်ကျွန်တော် menu ရိုက်ထည့်လိုက်မယ်197 E ပေါ့နော်ပြီးသွားရင်အာ G B 76ဟုတ်ဟိုစလုံးအကြီးပြောင်းနေရမလို့ဒီတိုင်းရိုက်ထည့်လိုက်ဦးမယ်ပေါ့သူကသူအကြီးပြောင်းပြောင်းပေးတယ်ပေါ့70ဒီအပြီးတော့ရင်ဒီအောက်ကအဲကုတ်လေးကိုကျွန်တော်ရိုက်ထည့်ပြရမှာပေါ့နော်အကြီး 5 PG next line လိုက်မယ်နေဒါဆိုရင် success လို့ပေါ်လာပြီဆိုလို့ရှိရင်ဒါဟိုဒီ controller ကိုကျွန်တော်တို့ရဲ့ဒီ cloud ထဲမှာထည့်တာအောင်မြင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲပြီးသွားရင်ကျွန်တော်တန်းနှိပ်လိုက်မယ်တန်းနှိပ်လိုက်ရင်တော့ဒီမှာ laptop မှာသူကထိတ်ဆုံးမှလာပေါ်တယ်ပေါ့နော်ကျွန်တော်တို့ခုနကဟို setup လုပ်လိုက်တဲ့ add လိုက်တဲ့ controller ကကျွန်တော်တို့ဒီမှာပြင်ရတယ်ပေါ့နော်အခု start ပြီးတော့မှကျွန်တော် initial setup လုပ်မယ် အဲ့တော့ဒီ controller လေးကိုကျွန်တော်နှိပ်လိုက်မယ်7212 PC ပေါ့နော်လက်ရှိကတော့ကျွန်တော် mobile data နဲ့သုံးပြီးတော့လုပ်နေတာပေါ့နော်စိတ်နှုန်းအဲ့ထဲမှာမဟုတ်ဘူးအခုနကအဲစိန်နှုတ်အထက်မှာရှိရဆိုလို့ရှိရင်ဒါဒီအဆင့်ကအားလုံးအတူတူပဲပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအစ်စ်ဖြစ်တဲ့အတွက်ကြောင့်မလို့ integer ဆက်ရလုပ်ပေးရမှာပေါ့ လက်စကတ်ဆက်ရဦးနေလိုက်မယ်နေပြီးသွားရင်ကွန်ထရိုလာနေကိုကျွန်တော်တို့ကအဆင်ပြေရပေးလို့ရတယ်ပေါ့နော်ဒီမှာဥမာရာဒီပီလင်းလို့ကျွန်တော်ပေးလို့ရဥမာရာကျွန်တော်ဒီ device ရဲ့ model နံပါတ်ပါလိုက်ထည့်လိုက်မယ်နော်အဲပြီးသွားရင် country region မှာကကျွန်တော်တို့ကမြန်မာပါတယ်ဗျမြန်မာကိုရွေးလိုက်ပေါ့ရွေးပြီးသွားရင်တန်းနေလိုက်မယ်တိုင်းစုံတွေလည်းကျွန်တော်မှန်ဖို့လိုတယ် ်ရှန်ကုန်ရွေးလိုက်မယ်တန်းနေလိုက်မယ်ပြီးတော့အင်ဒီအောက်ကအမှန်ကျင်းတစ်ခုချစ်ပေးမယ်အဲပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ next နဲ့ဆက်သွားမယ်ဒီနေရာမှာကျွန်တော်တို့က controller တွေကို login ဝင်တဲ့အခါတော့အမ user name password ပေါ့နော်ဒါလေးကိုမှတ်ထားဖို့တော့လိုတယ်ကျွန်တော်ကဒီမှာ admin လို့ပေးလိုက်မယ် email ကတော့ကျွန်တော်တို့ဒီ controller တွေကို login ဝင်တဲ့ user name အကောင့် မမမီလို့လို့ရှိရင် reset ချတဲ့အခါမျိုးကြရင်ဒီ email ကအသုံးဝင်တယ်ပေါ့နော်အဲ့တော့ email လေးထည့်ထားပေးဖို့အတွက်လည်းဒါကျွန်တော် recommend ပေးရပေါ့နော် password ကတော့ကျွန်တော်တို့နှစ်ခါတူတာကိုရိုက်ထည့်ရမယ်ပေါ့နော်အကြီးအသေးတွေပါရမယ် special character တွေပါရမယ်ပေါ့ဒီ password ကိုတော့မှတ်ထားဖို့လိုတယ်ပေါ့ဒီ password နဲ့ကျွန်တော်တို့က login ပြန်ဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ပြီးတော့ရင်ကျွန်တော် next နေလိုက်မယ်နေပြီးတော့ရင်ကျွန်တော်တို့ကျွန်တော်တို့ဘာမှမလုပ်ဘူးပေါ့နော်ဒီ site name မှာကျွန်တော်တို့ကကျွန်တော်ရဲ့ site name ကိုထည့်ရမှာပေါ့နော်ဟိုမှာ db name ပေါ့ဒါမှမဟုတ် site 1ပေါ့နော် device account device account ဆိုတာကဒီ controller နဲ့ကျွန်တော်တို့ကချိန်ပြီးသုံးမယ် ear 7212 pc နဲ့ချိန်ပြီးသုံးမယ် device ရဲ့ device တွေရဲ့ account account ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ controller ဒီ ear 7212 PC ရဲ့ port တွေမှာဟိုမှာ EAP တွေချိတ်ပြီးတော့မှတုံးမယ်ဆိုလို့ရှိရင် Wi-Fi ပြန်လွှင့်မယ်ဆိုလို့ရှိရင်အဲ့ဒီ Omara EAP အတွက်ကျွန်တော်တို့ account ဒီကန့်ဝင်ပြီးတော့မှစောက်ပေးစရာမလိုတော့ဘူးဒီထဲမှာတစ်ခါတည်းစောက်ပေးထားလိုက်အောင်နဲ့အဲ့ဒီ EAP တွေကိုကျွန်တော်တို့ကဒီ 7212PC ရဲ့ထည့်တဲ့အခါကျရင် username password တုံးပြီးတော့မှသူကထည့်ပေးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘိုက်အတွက် account password ပေးလိုက်မယ်ကျွန်တော်တို့မမိလွယ်အောင်လို့ ဟိုတူတာပဲပြေးလိုက်တယ်ပေါ့နော်အကြီးပြေးပါပြီးတော့အဲကျွန်တော် next နေ့နေ့နှိပ်လိုက်ဒီ application scenario မှာကကျွန်တော်တို့အဆင်ပြေရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ office ပဲရွေးလိုက်မယ်ရွေးပြီးတော့အဲ done နေ့လိုက်ဒီကြီးကျွန်တော် next နဲ့ဆက်သွားမယ်အဲဒီနေရာမှာကျွန်တော်ခုနကပြောတယ်ပေါ့နော် EAP 223ဆိုတဲ့ model ဒီလုံးရှိတယ်အဲ့ဒါကိုကျွန်တော်တို့အက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ next နေ့ပြီးမှအတ်သွားရုံပဲပေါ့နော်ကျွန်တော်ကတော့ဒီမှာမအတ်တော့ဘူးကျွန်တော်ဒီမှာ skip လုပ်လိုက်မယ် အဲပြီးသွားလို့ရှိရင်ဒီနေရာတွေကကျွန်တော်တို့ next ပဲဆက်သွားမယ်အာဒါတွေကလည်းကျွန်တော် skip လုပ်ခဲ့လိုက်မယ်ပေါ့နော် next နေပဲဆက်ပေါ့ skip လုပ်လိုက် wifi name တွေဘာတွေကကျွန်တော်မလုပ်သေးဘူးပေါ့နော် initial setup ဖြစ်တဲ့တောင်မှ device တွေလည်းမအသေးဘူးကျွန်တော် wifi name တွေလည်းဟိုမထုတ်သေးဘူးပေါ့အထက်ရောက်တော့မှကျွန်တော်တို့အဲလုတ်เสียရှိတဲ့ဆက်ပြီးတော့မှလုပ်မယ်ပေါ့နော်အဲ skip လုပ်ခဲ့လိုက်မယ် ဆိုတော့ summary ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ဟိုကိုပြင်နေတယ်ဆိုလို့ရှိရင်မားနေတာရှိရင် back နဲ့ပြန်သွားပြီးတော့မှကျွန်တော်ပြင်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့မပြင်တော့ဘူးဘန်းနေလိုက်မယ် ဆိုရင်ဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ initial ဆက်ရပြီးသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ Omara Cloud ထဲမှာကျွန်တော်တို့က IR 712 PC ကိုထည့်ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်တို့ mobile internet သုံးပြီးတော့မှ Benia မဆိုလမ်းပြီးတော့မှဒီ controller ဒီ IR 712 PC တွေကိုဝင်ပြီးတော့မှ management တွေလုပ်လို့ရတယ် configuration တွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ configuration အဆင့်ကတော့ကျွန်တော်နောက်ပိုင်းဗီဒီယိုမှာထပ်ပြီးတော့မှတင်ပြပါမယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်